face raising, face raising the nose eye. Nip those that day. Pain don't play me. On is or spotty, pretty late by job. Team your effort, it can be all. Nip those that way, and yet though yet, Jim Bobby, my Jim Bobby. Get on, and yet, Nip those that be a session in my pimp. ဆက်ရှိရစက်တလာ1995နှစ်ဖွင့်ခဲ့ဆက်ရှိရနေဆိုရင်နှစ်30ပြည့် ော့ရွှေရည်သွေးကိုအဓိကကောင်းတာပေါ့ရွှေရည်သွေးပိုင်းမှာအန်တီတို့အာမခံချက်ပြင်းနေရောင်းပြီးတို့ကြတော့ရွှေရည်လည်းကောင်းတဲ့ခါကျသူတို့စိတ်ချမ်းသာတော့အန်တီတို့ဘယ်သူတွေကအဓိကတော့ရွှေရည်သွေးကောင်းမှုပြီးတော့အရှုံးသက်သာလို့အယူအားပေးကြတာဖြစ်ပါဟောအန်တီတို့စပွင့်တဲ့ဆိုင်မက်တစ်ပေါ့နော်ဆိုင်တစ်ကတော့ဗန်းမျိုးစင်းအတွင်းပေါ့84လမ်း3ကိုလေးအဲ84လမ်း383ကိုကြာဗန်းမျိုးစင်းဗန်းမျိုးခမ်းမအောင်ဆိုင်မက်ခွန်အဲ့တော့အန်တီတို့ဆိုင်စပွင့်နေ ဆိုင်ဆိုင်မက်တစ်ပေါ့ဆိုင်မက်နှစ်ကကြတော့အခုဒီပွဲလုပ်တဲ့ဆိုင်ပေါ့74 340ကျ Grandpa Hotel နဲ့ကရင်ကဒါဆိုင်မက်နှစ်ဆိုင်မက်သုံးဝကြတော့ဒါနဲ့မင်းတို့ချိန်ရသူကတော့စိန်တို့ platinum တို့15ပဲရောခောက်ရွှေတို့ပြည်တယ်ရောင်းတာပေါ့ဒီဆိုင်မှာတော့အခုဒီပွဲလုပ်တဲ့ဆိုင်မှာတော့အဓိကရွှေရင်ကားရင်မျိုးရောင်းတယ်ဆိုင်မက်၄00ကျတော့သူက83လမ်း33အေတောင်း ကိုကတော့ဖွင့်တာနည်းနည်းပဲရှိသေးတယ်။အဲ့မှာတော့ဆိုင်မန်လေးပေါ့။ဒါအခုဆိုလို့ရှိရင်ဒါကျမတို့ဝတ်ထားတဲ့ဒီဟာလေးတွေဆိုလို့ရှိရင်လည်းတီတီချွင်စရာအပေးထားတာပါ။ဒီစကြဝဠာဆိုရင်လည်းဒီစကြဝဠာလေးပေါ့နော်တအားလာတယ်ဒါဆိုရင်လည်းတတိရွှေစင်ရမယ်အားပေးထားတာပါရှင့်အဲဒီလိုမျိုးပတ်စံအိတ်တွေဆိုလည်းဒါတတိရွှေစင်ရမယ်ကျမတို့အနေနဲ့ဝယ်ယူအားပေးပါလိုက်ရှင့်ဟာဟုတ်တယ်ယုံကလင်မိုးရဲ့ဟိုဆွဲထားတဲ့ဆွဲကြိုးလေးရဲ့အဲငကလေးရဲ့အခုဒီပွဲမှာပေါ့နော် အားပေးဖြစ်ပါတယ်။ဘာလို့တော့ဆိုတော့သမီးကလေးကရုံးတီလုံကိုသဘောကျတယ်ဆိုတော့အဲသူဝတ်ထားတဲ့ဟာလေးကိုလည်းဟောတော့ဒီနှစ်30ပြည့်အဓိကကတော့နှစ်30ဆိုင်ပွင့်ပွဲမှာပေါ့နော်အမတ်တရားနေလေးနဲ့အားပေးဖြစ်တာပါရှင်။အန်ဒီကတော့ပြောမယ်ဆိုရင်တီတီရွှေစီရဲ့ founder ပေါ့နော်။ဘာတိုင်းရင်တမီတီတီရွှေစီဆေးရွှေနာလိုက်ဆိုပြီးတော့အန်ဒီတို့က1995ခုနှစ်မှာစပြီးတော့ဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲအန်တီကတော့ခံစားချက်ကတော့ပြောမပြနိုင်အောင်ဝမ်းသာပါတယ်။ဘာလို့ဆိုတော့ဒီနှစ်30အတွင်းမှာအန်တီတို့ဒီလိုပေါ့ကိုယ်ငုံချီလို့ပေါ့အားပေးကြတာပေါ့နော်ကိုယ့်ရဲ့ရွှေရည်သွေးနဲ့လက်ရာတွေကိုကြိုက်လို့အားပေးကြတဲ့မိတ်ဆွေတွေကလည်းအများကြီးပဲနှစ်ပေါင်း30အတွင်းမှာဒီလိုဝယ်ယူအားပေးလို့လည်းအန်တီတို့အနေနဲ့အခုဆိုလို့ရှိရင်ပေါ့နော်ဒါဟုတ်တော့မယ်ဆိုစာတင်ကျောင်းနေတို့ဟောဖုန်းကြီးကျောင်းနေဟိုလိုမျိုးပေါ့နော်အဲ့လိုလိုအပ်တဲ့နေရာတွေမှာလူတန်းနေရာတွေလည်းအများကြီးပဲ ကိုမစိုးရင်တိုက်တဲ့တို့ဘာလို့မှဆိုရင်အန်ဒီရောငါတဲ့အကြောင်းလေးရဆောက်ပြီးခဲ့ပြီပေါ့နော်အဲ့ဒါတွေကလည်းအထောင်းနဲ့မှအဲအခုထောင်းဟောပါပေါ့2019မှာဆောက်ပြီးရစိုးရင်တိုက်တဲ့မှာငါတဲ့အကြောင်းအခုအဲ့အကြောင်းကြီးကလည်းငလီလုံးတဲ့တဲ့ပါမသွားတော့အန်ဒီကအရန်ပျော်တယ်ပြီးတော့မန်လေးတီကူကဘုရားတက္ကသိုလ်မှာစကိုင်းတီကူကဘုရားတက္ကသိုလ်မှာအုံးတဲ့အကြောင်းဆောင်တစ်ခုလည်းအန်ဒီရောကပူထားတာ2000အဲ73လောက်ကပေါ့နော်အဲမစိုးရင် မြို့အကြောင်းတိုက်မှာလည်းတစ်ထက်ကျောင်းဆောင်နေအဲ့လိုကျောင်းနေရတော့အများကြီးပဲအဲ့လိုလူဖြစ်ခဲ့တယ်ဒါတွေကလည်းကိုယ့်ကိုချစ်လို့ယုံကြည်လို့ကိုယ့်ရဲ့ဆိုင်ရဲ့ရွှေရည်အတွင်းကိုနှစ်သက်လို့အားပေးကြတယ်ဒါကိုယ့်ရဲ့မိတ်ဆွေတွေရဲ့အလူဝါပေါ့နော်အလူပဲဖြစ်ပါတယ်ဒါသူတို့ဒီလိုဝယ်ယူအားပေးလို့လည်းအဲ့ဒီတော့လူနိုင်တာလည်းဖြစ်ပါတယ်ဒါမှမဟုတ်ဒီလိုအရေးကိုပီတိဖြစ်တယ်ပေါ့နော်ဒီလို30ပြည့်သွားတော့လေအဲ့ဒီဒီလိုပြောမကြတဲ့ဟာ ဝမ်းသာပါဘူး။ဒါသူတို့ရဲ့အလူလေးတွေပေါ့။ကိုမိတ်ဆွေတွေရကိုရှိဝဲယူအားပေးတယ်။ကိုကဒီပတ်ဆိုင်တွေကိုတကယ်အကျိုးရှိတဲ့နေရာတွေမှာတုံးပြရပါတော့စာတင်လိုက်ကြည့်ရပေါ့။ခင်ဗျားဆိုလို့ချင်းဒီလိုစာတင်လိုက်ကစာတင်သားတွေအတွက်ကိုပြည့်စုံလူရတာလေ။အဲဒီတို့ကတကယ်ပီတိဖြစ်ပြီ။မစိုးရင်တက်တဲ့ဆိုတန်ခါမှာတတော်ဝင်းကျင်လောက်ရှိရင်လေ။ဒီလိုစာတင်လိုက်ကြည့်မှဆိုလူဖို့ဆိုခဲရင်နေ။အုံးတော်မလူနိုင်ဘူးရဲ့။အဲ့ကြောင့်မအန်ဒီတို့ကဒီလိုမျိုးတွေလူပြေလူနိုင်အောင်ပေါ့ကိုရှိကိုဝဲတဲ့မိတ်ဆွေတွေကိုလည်းမြင်တဲ့ရင်းနေရနေပြီးတော့ ဒီတော့ဒီဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တဲ့အကြောင်းလေးပြောချင်ပါတယ်။ဟော customer တွေကအနည်းတော့အမြဲတမ်းလေးကိုရှိဝေးစားပေးတဲ့သူတယောက်ချင်းစီဒီဦးတယောက်ချင်းစီတိုင်းကိုချစ်လဲချစ်ခင်ပါတယ်။အန်ဒီတို့အမြဲတမ်းလေးဘလို့ပေါ်ရရင်ထဲမှာလေးအန်ဒီတို့ဘလို့ပေါ်ကျေးဇူးတွေအမြဲတမ်းတင်းနေပါတယ်ပေါ့နော်။ကို့ကိုဒီလိုခုချိန်ဒီဒီလိုရက်တည်နိုင်အောင်ပေါ့။အမန်းလေးမျိုးကြီးမှာအန်ဒီတို့နှစ်ပေါင်း30တိုင်ဒီလိုခက်ခဲမှန်မှန်နဲ့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်အောင်ရက်တည်နိုင်အောင်လူနိုင်တန်းနိုင်အောင်လို့ အားပေးတဲ့မိတ်ဆွေတူတယောက်ချင်းစီတိုင်းကိုအန်တီတို့မသိရင်သမီးတီတီရွှေစင်မိသားစုကနေပြီးတော့သူပဲကျေးဇူးတင်ပါတယ်ရင်းနေရတကယ်ကိုဟိုပါပေါ့နော်ကျေးဇူးတူတယောက်ချင်းစီကိုတင်တဲ့အကြောင်းကိုအန်တီကပြောပေးချင်ပါတယ်အန်တီတို့အဓိကတော့တီတို့ရွှေရည်သွေးကိုအဓိကကောင်းတာပေါ့ရွှေရည်သွေးဘိုင်းမှာအန်တီတို့အာမခံရပြင်းနေရောင်းမယ်အမရွှေရင်းကအေးမီဆိုရင်လည်းရွှေရင်းကအေးမီ90%ပေါ့အခုဆိုလေခင်မီရဲ့စက်ကရီယာတွေပေါ်နေပြီလေအဲ့လိုစက်တွေပေါ်လာတဲ့ခါကျပို့ပြီးတော့ လူတွေကပို့ပြီးတော့သူတို့သဘောပေါက်တယ်။ဟိုရွှေစွာမျိုးကဝစ်ကြည့်လိုက်ရင်သိပြီလေ။ရွှေရည်သွေးဆိုတာဝစ်လိုက်တဲ့ခါကျကြာသွားရင်ရွှေရည်သွေးကမြင်းနဲ့မပြောင်းလဲကောင်းနေတယ်။အဲဒါနာမည်ကပိုးပိုရ။ပြီးတော့ကျတော့ဟို15ပဲဆိုရယ်15ပဲအန်ဒီရောအပြည့်ဝအပေါင်းဆက်ပဲဆက်။အဲ့လိုမျိုးဆိုတော့လူတွေကအန်ဒီရောရွှေဝစ်ပြီးရွှေရောင်ကမပြောင်းဘူး။ရွှေရည်သွေးကောင်းတယ်ဆိုပြီးတော့ဒီရွှေရည်သွေးကိုတော့အဓိကထားတာပဲ။ပြီးတော့ကျတော့အန်ဒီရောဒီမှာကျတော့ဟိုမမျိုးစေးရဲ့ထုံးစံမှု ဒါခိုင်လို့ရောင်းတာပေါ့ဒါခိုင်လို့ဆိုတော့အမ900ခိုင်လို့ဆိုအခုဆိုရင်အဲမဲချိန်မဲပြန်ရောင်းရောင်းပေါ့7%ပဲရှုံးမှာတသိန်းဆို9000ပဲရှုံးမှာဘာဖြစ်နေသူ900တိုင်းပဲအာသာချက်ကပစ္စည်းပြန်လဲမယ်ဆိုရင်ရောတဲ့တစ်ခါတင်ပေးကြမှာအပစ္စည်းကိုပဲလဲလေပြန်မဲလဲလေဘယ်နှနည်းမှလဲလေဘာဒီပစ္စည်းရောတဲ့တစ်ခါမရှုံးဘူးအဲ့ကကြတော့ငွေစုတဲ့နေရာအဆင်ပြေတယ် ပြီးတော့ကျတော့ရွှေရင်လဲကောင်းတဲ့ခါကျတော့သူစိတ်ချမ်းသာတော့အန်တီတို့ဘယ်သူတွေကအဓိကတော့ရွှေသေးကောင်းမှုပြီးတော့အရှုံးသက်သာလို့အဲယူအားပေးကြတာဖြစ်ပါအန်ဒီနေနေဆိုရင်တော့အန်ဒီရဲ့ third generation မို့အန်ဒီရဲ့မိဘအဖေရဲ့အဖေရဲ့ဖေဖေကအဖိုးဖွား မိဘကဖိုးပွားတွေအကုန်လုံးရွှေကုန်တယ်တွေပဲအနည်းတော့မျိုးတွေလည်းအကုန်လုံးရွှေတိုင်းနေရွှေရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်တာပေါ့နော်ရွှေမျိုးတွေပေါ့တော့မယ်ဆိုရင်အဓိကဟိုဘာလို့ဆိုကိုယ့်ရဲ့ဒါမျိုးပလန်လုပ်ငန်းပေါ့အဲ့ကကြတော့အနည်းတော့အန်တီနေနေကတော့ third generation ပေါ့အန်တီတို့အခုဒီအရှိပေါ့နော်ဒါလည်းတစ်ချက်အရတော့အဲ့ပို့ပို့ပြီးတော့သူတို့လည်းပို့ကောင်းအောင်ပို့ပြီးတွတ်တဲ့အောင်ပို့စိုးစားမယ်လို့အားရပြောပါတယ် ောင်းလေးရကြတော့အန်တီတို့ကတကယ်လို့ပေါ့နည်းနည်းမျိုးရောင်းတာပေါ့ရာခိုင်နှုန်းနဲ့ဝယ်မယ်ဆိုရင်တော့7%ရှုံးမှာအလဲရင်လုံးဝမရှုံး0%ပြန်လဲမှကြဘလောက်ပဲဘာနဲ့ပဲလဲလဲမနေ့မနေ့ဘလောက်ကြာမှလဲလဲဆိုလုံးဝမရှုံးပစ္စည်းပြည့်ရင်တော့လက်ခတော့နည်းနည်းပါးပါးပေးရအဲတသိကြသိပေါ့နောက်ပေါက်စင်းနဲ့ရောင်းဝယ်လုပ်မယ်ဆိုရင်တော့ကွာပေါက်စင်းမှကြတော့ဘလို့ရှိလဲဆိုတော့ကိုလည်းရှိပေါက်စင်းတဲ့ဥမာခေါင်းစင်းဝယ်ပြီးတော့ခွာတဲ့နှုံးလေးတော့ရှိတယ် အဲ့တော့လက်ရှိပေါင်စင်းနဲ့ဝင်တဲ့နေ30ပွဲအလျက်3ရက်အကျင့်ပါပြင်မှာဖြစ်ပါငယ်ရတော့အလျက်နေ30ပြည့်ရ16နှစ်မှာပြင်အလျက်ရှိမှာအဲ့ဖိတ်စာလေးအောင်ရှိသေးတယ်အတီတို့1995ခုနှစ်ကစိုက်ပွင့်တဲ့ဖိတ်စာလေးရှိခဏနေကြအဲ့ဖိတ်စာလေးကိုပြပေးမယ်အဲ့ဖိတ်စာလေးရှိတယ်အဲ့ဖိတ်စာလေးလေအဲ့ဒါ16 17လ1995ခုနှစ်ပြင်16နှစ်ဆိုရင်နေ30ပြည့် နစ်တင်လဲနေ့တိုင်းတော့အလျာပွဲတွေပါဟိုလိုပေါ့ကိုယ့်ရဲ့ customer တွေကိုအနစ်တခါတော့လို့ကမိတ်ဆုံစားပွဲလေးပြုလုပ်ပေးတာပေါ့နော်အဲကိုရှင်မမြင်တဲ့အားပေးတဲ့မိတ်ဆွေတွေကိုသူတို့ပြီးတော့ဆိုင်ရဝန်ထမ်းတွေရောသူတို့ပြောရွှေ့အောင်ပေါ့သူတို့တွေလည်းတည်တံ့ပေါ့ဆိုင်ရကိုယ့်ရဲ့ customer ကြီးတွေကြောင့်လေသူတို့တွေကိုမိတ်ဆုံစားပွဲတွေနေ့တိုင်းပြုလုပ်ပေးတယ်အဲ့ဒါဆိုနေပေါင်းတော့တော်တော်ကြာပြီအပြုလုပ်တာတည့်ဆိုင်ခွဲပေါင်း၄၀ရှိတယ်ဟိုအန်တီတို့စားပွဲနဲ့ဆိုင်မက်တစ်ပေါ့နော်ဆိုင်တစ်ကတော့ ဗန်းမျိုးစင်အတွင်ပေါ့84လမ်း39လမ်းအဲ84လမ်း38 39ကျောင်းဗန်းမျိုးစင်ဗန်းမျိုးခမ်းမအောင်စိုင်မက်ခွန်အဲ့တော့အန်တီရောစိုင်စားခွင့်နေစိုင်မက်စိုင်မက်တစ်ပေါ့စိုင်မက်နှစ်ကကြတော့အခုဒီပွဲလုံးတဲ့စိုင်ပေါ့စစ်ဆက်လေး3940ကျောင်း Rambat Hotel နဲ့ကဲရကအာစိုင်မက်နှစ်စိုင်မက်တော့ကြတော့ဒါနဲ့မင်းချင်းဆိုင်ရသူကတော့စိန်တို့ပလက်တီနမ်တို့15ဘေးတို့ခောက်ရှည်တို့ပြည်တယ်ရအောင်တော့ ဒီဆိုင်မှာအခုဒီပွဲလုပ်တဲ့ဆိုင်မှာတော့အဓိကရွှေရင်းကားရင်လို့ရောင်းဆိုင်မှာ၄00ကျတော့သူက83လမ်း33အေတောင်းသူကတော့ဖွင့်တာနည်းနည်းပဲရှိသေးတယ်အဲ့မှာတော့ဆိုင်မှာလေးပေါ့သူပြချာရှင်နေရလေအခုအန်တီရိုရေရနာလေးတို့ပေါ့နော်ပို့ပြီးတော့ပေါ်လွင်အောင်ပေါ့သူတို့လေးတွေဝစ်ပြတဲ့ခါကျတော့အန်တီရိုရေရနာလေးတွေကအားလုံးလည်းသိသွားပြီဒီဇိုင်းလေးရည်ရည်လည်းအရင်ပေါ်နေတဲ့အတွက်သူတို့အရင်လည်းကျေးဇူးတင်နေအန်တီကတယောက်ချင်းစီပေါ့နော် အဖွဲ့ဖွဲ့တို့ညိုရင်းနေမို့တို့ခင်ဝင်းဝါတို့ပြီးတော့ကြတော့အဲဆွေတို့လည်းတို့ဝင်လိုက်တဲ့ခါကျအဲ့ဒီဒီဇိုင်းတွေပေါ်လာသွားတာမို့အဲ့ခါကျအဲ့ဒီဆိုင်ပေါ်ပြီးတော့ရောင်းကောင်းကောင်းမှာပေါ့နော်အခုကိုအဲဘသူဝတ်တဲ့ဒီဇိုင်းတွေကိုလိုချင်လို့ဆိုပြီးတော့ဝယ်သွားတဲ့လူအများကြီးပဲဟိုတခါလေးပေါ့နော်အခုလည်းဟိုဒီနေ့လည်းတခါလေးဝယ်နေအားရကြရင်လည်းတို့စီရင်သက်တော့ဒီနေ့လူရှုပ်လို့အဲအဲ့လိုအဲ့ဆွေတွေလည်းအများကြီးပဲအဲကြောင့်မို့လူပညာရှင်တွေလည်းထူးကျေးဇူးတင်ပါတယ် ီးတော့ကြတော့ anti sign မှာအဲအပီးတဲ့မိတ်ဆွေတွေတော့အခုလိုမျိုးမီဒီယာဖွဲ့တွေတို့ပွဲစီစဉ်ပေးတဲ့ကိုရဲရင်ကိုရဲရင်တို့လည်းအားကြီးကျေသူတင်နေအခုလိုပေါ့ပွဲယူအောင်မြင်နေဖြစ်အောင်ဘက်ဘက်ကနေပြီးတော့ဘိုင်းဝန်ကူညီပေးတဲ့ဒီအောင်ချင်းစီတိုင်းကိုအန်ဒီကအားကြီးကျေသူတင်နေကြအောင်ပြောကြညီမောင်ကျမတို့ကဒီမန္တလေးမြို့ကဒေါ်ရေးပါရှင် သီရိရှင်စင်ကိုအားပေးလာဆိုလို့ရှိရင်ဆယ်နှစ်ကျော်တိုင်ခဲ့ပါပြီရှင်အဲဒီမှာလည်းအမြဲတမ်းဝယ်ယူဖြစ်ပါတယ်ရှင်အဲဒါအခုဆိုလို့ရှိရင်ဒါကျမတို့ဝတ်ထားတဲ့ဒီရားလေးတွေဆိုလို့ရှိရင်လည်းသီရိရှင်စင်အားပေးထားတာပါဒီဆက်ကြိုးလေးဆိုရင်လေဒီဆက်ကြားလေးပေါ့နော်တအားလာတယ်။ဒါဆိုရင်လေတိတိရွှေစင်ရမယ်။အားပေးထားတာပါရှင်။အဲဒီလိုမျိုးပတ်စံအစ်တွေဆိုလေဒါတိတိရွှေစင်ရမယ်။ကျမတို့အနေနဲ့ဝယ်ယူအားပေးပါလေရှင်။ရေသွေးရလည်းအနေနဲ့ပေါ့နော်။ဟိုချွေရေသွေးလည်းကောင်းတယ်။ ။နောက်ကြတော့မမနွယ်တို့ကလည်းလေဟိုစိတ်ထားတွေလည်းကောင်းတယ်။ဟိုတီတီရွှေရည်ရဲ့စောင်းမုံတိုက်ပါနော်။ဝယ်ယူအားလုံးကိုပေါ့နော်။ကြောရှင်စေချင်တာတီတီရွှေစင်မာဆိုတဲ့အတိုင်းပဲ။ဝယ်တဲ့လူတွေအားလုံးကိုလေသူတို့ကဟိုကြောရှင်စေချင်တာမကပေါ့နော်။သူတို့ရှိမှဝယ်ရတာစိတ်လည်းချမ်းသာတယ်။အဲ့လိုပေါ့နော်။ကြော်လည်းကြော်ရှင်ရပါတယ်လို့။ဟာဟုတ်တယ်ရုံးနေမို့ရဲ့ဟိုဆွဲထားတဲ့ဆွဲကျိုးလေးရဲ့အဲငကလေးရဲ့အခုဒီပွဲမှာပေါ့နော်။အဲအပေးပြပါတယ်။ ဘာလို့တော့ဆိုတော့သမီးကလေးကရုံးတင်လုံကိုသဘောကျတယ်ဆိုတော့အဲသူ့ဝတ်ထားတဲ့ဟာလေးကိုလည်းဟောတော့ဒီ130ပြည့်ဒီကတော့တက်30ဆိုင်ဖွင့်ပွဲမှာပေါ့နော်အမတ်တရနေလေးနဲ့အားပေးပြတာပါရှင်ဆိုင်ပင်ရှင်ဟာလေးရအဲ့ဆန်းတော့ဟုတ်မိုးလေးကြောက်ပေါ့တီတီရွှေစင်စိတ်ရွှေရဲ့နနာဆိုင်ကနှစ်30ပြည့်ရနေစီးပြီးတော့နှစ်တရာအတိုင်းဆိုင်ခွဲပေါင်းများစွာအားလုံးကဆိုင်ခွဲ1 2 3 4 4ဆိုင်ရှိပါတယ်ရှင် လေးဆိုင်လုံးအလုံးဟာနှစ်30ရာနေစပြီးတော့နှစ်100တိုင်းကြီးပွားအတွက်အောင်မြင်ပါစေလို့ဆန္ဒပြုပါတယ်ရှင်။